我说：“我刚买一点鸡皮，家里老妈一点没记得，江西的。只怕我把我钱听到那路苗，再大的我人家也没看到路苗。虽然也没见到路苗，只怕我把我钱我你那没买路苗的听到人家来了，三百多的。苦了人家几钱的路，记得。只怕我把我钱真老了，听嘛没听到那股。” ။ဝါစုံဝါကောင်ရေတွေကြီးလို့ဟောဒီတန်းပြီမှာဖဲခစ်ဖဲခါပဲဖြစ်ဖြစ်ဝါစုံဝါကောင်မှရေကြီးရတဲ့အကြောင်းရင်းဟာတဘာဝတရားစာတအရင်းမြစ်တွေထိမ့်သိမ့်ကြဟေ။ပြည်သူပြည်သားနဲ့အုပ်ချုပ်သူဘရင်ညီညွတ်ကြဟေလို့သတိပေးသွားတယ်တိုင်းပြည်ပြည်ပြည်ဝတ်ကြလေ။အဲ့ဒီ၁၂လမှာမြန်မာနိုင်ငံဟာဝါစုံဝါကောင်ကြမှာပဲရေကြီးတယ်။ကြံတဲ့လကိုရေမကြီးဘူးလို့ပြောတာ။အတိတ်ဘယ်ကတော့ မင်းကျင်တရားနဲ့ညီရဲ့ဘရင်နေအုပ်ချုပ်တဲ့နိုင်ငံလို့ပြောတာရေကြည့်ကျင်တဲ့အချိန်ကြီးတဲ့နေ့တော့မညီဘူးလို့လဲဆိုလိုတာဗျာ